အင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတန်ကြအားလုံးပျော်ရွှင်ပါစေတောင်းကိုဘိုင်ကြီးစွန့်ကောင်းတောင်းပါတယ်ဗျာဒါဒီနေ့လိုင်းမောင်မပြောင်းနေလာတယ်ဗောနော်ဒါမဲမဲရွေးကောက်ပွဲအတွက်အနုပညာရှင်ကြီးဒါပညာပေးဇလံလေးကိုဒါမြဝတီကနေထုတ်လွှင့်တယ်ထုတ်လွှင့်လိုက်တော့အဲ့မှာတော်လန်ရေးပါဆိုဒီကောင်လေးကတော့ဘယ်သူလဲတော့မသိဘူးဗျအခုတော့ပြောတာကိုကျွန်တော်တွေ့လာတယ် ဘယ်နေရာနဲ့ထိုင်ပြောလဲတော့မသိဘူးဗျအဲ့မိုက်ဆန်နေတလုံးနဲ့ထိုင်ပြောပြောနေတော့တွေ့ရအဲ့တော့အိုက်ကောင်လေးဘာပြောတာလဲကျွန်တော်တို့အတူတူနားထောင်ကြည့်ကြအောင်နော်ကဲနေတိုးရဲ့မြင့်မြက်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့ဒီကောင်လေး၄ယောက်ကိုအပြည့်ရှင်းလို့ရပြီဒေါ်လိုင်းဖွဲ့တယ်နော်။ဘာကြောင့်လဲဆိုတော့မင်းအောင်လိုင်းနေပြီးတော့လုံမဲ့ရွေးကောက်ပွဲကိုဒီကောင်လေး၄ယောက်ကနေပြီးမှဒေါ်လန်ရေးကိုပုံဖြတ်တဲ့ဝါရဖြန့်ထုတ်လွှင့်နေတဲ့ကြားလို့မှကောင်းကြလားဟမ်။အဲ့တော့ဟုတ်ပြီသူတို့ကလည်းပြတ်သားသွားလှုပ်ရဲတယ်နော်။ကိုရီးယားလည်းဒီမှာ ိုပြတ်သွားတာအပြတ်ရှင်းရမှာပဲသဘောပေါက်လားအေးအဲ့လိုမျိုးအပြတ်မရှင်းမှုဆိုလို့ကတော့ဒီဒေါ်လာရဲ့ကြာရှုံးမှာပဲသဘောပေါက်လားနော်ဆိုတော့ကျွန်တော်တို့တွေကပြက်ပြက်တတနဲ့ကိုရှင်းကိုရှင်းပြရမှာနော်ဒီကောင်းနေမအေးလို့နေတိုးလို့နေတိုးဆိုရင်ဒါရခိုင်သားနော်ဒီကောင်းဆိုရင်ခုသူ့လူမျိုးတောင်မှအာမနာမအေးလို့မျိုးဒီကောင်းဘယ်လိုကောင်းလဲမသိဘူးဒေါ်လာရဲ့အတွက်ကြတော့ဘာမလို့စန္ဒားတွေတော့တော့ပြပါတယ်ကျွန်တော်တို့ကရက်တီပါတယ်နင်းမိတ်ဆက်ပတ်လားဟမ်ခုမြင်းမြတ်အေးလို့မျိုးတွေယုံလေးတွေနဲ့ပေါင်ပြီးဒီကောင်းနေတော့တက်ပြွနဲ့လူမိုက်တကားကားတွေရှောက်လောက်ပြီးဟုတ်လားနော်ခုသူတို့လောက်တဲ့ဟာတွေဒါပဲနော် ခုမအေးလုံးလေးအေးချမ်းမအောင်နောက်မှတက်လာတဲ့ကောင်လေးနော်ဒီကောင်လေးဆိုရင်လည်းဟုတ်လားအကယ်ဒမီပေးလို့ပေးဘာသာကားတွေရိုက်လို့ရိုက်မှမသိဘူးပေါက်ပြန်တဲ့ဟာတွေကရင်မော့တက်လို့တဲ့ဟာတွေရိုက်ပြီးတော့ဟိုကောင်နဲ့ဒီကောင်နဲ့ဘုစမန်ပေးထားတဲ့ရိုက်ကလဲပဲပြောမယ်ဟုတ်ပြီနော်ခုနေဝင်းဆိုလို့ချင်းအတူများတွေပြောတယ်ဇိုးလိုလိုမအေးလိုးလိုလိုရန်ကုန်သားအိမ်နဲ့ပေါင်းပြီးဟုတ်လားဟမ်ဟိုတတူးတွေနဲ့နေမိတ်စပတ်နော်အပြည့်ရှင်းရမှာဇိုးတွေရောမအေးလိုးတွေရောခွေးမျိုးကန့်ကောင်ခွေးမျိုးတော်မင်းအောင်လိုက်တော့တစ်ခါလေးဖဲ့ပေးရမယ်နော်အပြည့်ရှင်းရမှာတကယ်ပြောတာနော်နေတိုးနေဝင်းညင်းမြက်အေးချမ်းမအောင်မအေးလိုးတွေနော်တော်လန်ရေးကိုပုံဖြတ်တယ်ဝါရဖြတ်ပြီးဆိုတာကျွန်တော်တို့ကိုစိန်ခေါ်တာပဲနော် စိတ်ခေါ်တာပဲသဘောပေါက်လားအပြည့်ရှင်းရမှာဟုတ်ပြီနော်အဲ့လိုမှမရှင်းဘူးဒီတိုင်းကြီးဆိုလို့ကတော့ဟမ်နော်တော်လန်ကြီးကြာရှုံးသွားပြီကိုယ်တွေသေးသွားတဲ့လူတွေမနေဘူးပဲပေးဆက်လိုက်ရတဲ့ဘဝတွေဟမ်သူတို့အားပေးလိုက်ရတဲ့ပြည်သူတွေတပုံတကောကြီးဟမ်အားပေးလိုက်ရတာဟမ်သူတို့ချမ်းသာနေသားချောင်းပြီးတော့မျက်စိတော်လုံးနဲ့နောက်နေတော့ကျွန်တော်တို့ဟုတ်လားဒီတိုင်းမနေနေရတယ်အခုအဲ့လိုမဟုတ်တော့ဘဲနဲ့မင်းအောင်လန်နဲ့ရွေးကောက်ပွဲပါဝင်ရုံနဲ့မဟုတ်ဘဲနဲ့ဘာလို့လဲဆိုတော့တော်လန်ရဲ့ပုံရိပ်တစ်ခုကို ဒီတော်လန်ရဲ့မကောင်းမှုပေါ့ကွာပြောမယ်ဆိုအကျန်းဖက်တဲ့ပုံတွေပါဖြစ်တယ်ညာဖြစ်တယ်ဝါရဖြစ်နေဒါကြောင့်မလို့တော်လန်ရေးကြောင့်မလို့တိုင်းပြည်ဆင်းရဲတဲ့ဘာညာလုံးမယ်ဆိုဒီကောင်းတယ်လက်အမှုပညာသမားတွေပဲအဲ့လောက်တော့အမြင်ကျန်မှာပေါ့မင်းတို့စားတွေပါဖက်ရုပ်ရှင်စားကားတွေပါရိုက်နေကွာဟိုပိုက်ဆံလက်ရှိတယ်နော်နိုင်ငံမြန်မာနိုင်ငံနဲ့လည်းနေရာတကာရှောက်သွားတယ်နိုင်ငံခြားလည်းရောက်ဖူးမှာပဲဒီကောင်းတယ်နော်ဒါလေးတော့မသိဘူးလားကွာအာနာရှင်အောင်အဲ့အာကြီးကိုလှုပ်ပေးတယ်ဆိုဒီကောင်းတယ်မှာနော်ဟိုတော်တော်ဆိုးရွားသွားရန်အောင်တို့ခန့်စီသူတို့ဒိန်းအောင်တို့ပုံသီးတို့ဘောမတာထတ်တော်မှာဒီကောင်းနဲ့လွန်သွားပြီ တော့ဘာလဲဘာလို့လဲဆိုဒီကောင်တွေကနေတို့ဆိုတာနော်ဟိုမသိတဲ့သူမရှိဘူးနော်ဟိုနောက်မှပေါက်လာတဲ့ကောင်တွေအေးချမ်းပေါင်းတော့နေဝင်းတော့ထားလိုက်အောင်လကားကောင်တွေဘာမှမဟုတ်ဘူးနော်ရေပေါ်ဒီခုမှခွေးတို့ပေါက်ကတက်လာတဲ့ကောင်တွေတော့ဘာလဲမြင်းမြက်ဆိုတာလည်းဒါလူတိုင်းသိနေပဲနော်ဒီလိုကောင်သားမျိုးတွေအခုမရောက်လာရွေးကောက်ပွဲပါဝင်တာတစ်ချက်အစိုးဆုံးတစ်ချက်နံပါတ်1ကတော့နော်တော်လန်ရေးကိုပုံရိပ်ဖြတ်တယ်ဆိုကြတဲ့ဟိုကမြားသွားပြီလွန်သွားပြီနော်ဟုတ်လားနော် ကျွန်တော်ပြောပါတယ်အရင်ဗီဒီယိုဖိုင်နယ်မှာဟိုဘယ်သူတော့ BV ဟိုဟိုပထမဆုံးနံပါတ်1ကျွန်တော်တို့ယုံလေးအမေစုကိုဟောလာနော်ပြခဲ့တယ်နံပါတ်2ဘယ်သူလဲဖြူဖြူထွေးဖြူဖြူထွေးကြတယ်ဟိုကနော်တတိပေးပြီးတော့ကျွန်တော်ဘာမှမပြောသေးဘူးနံပါတ်3နောက်တစ်ခု VV ချမ်းအမေစုကိုဖုန်းနဲ့ချက်တင်နေချာ VV ချမ်း3ခုမြောက်တက်လာတော့ကျွန်တော်ဘာစပြောလဲဆိုတော့ဟိုဗီဒီယိုတင်ထားတဲ့ဗီဒီယိုတခုနော်ရှင်မ VV ချမ်းကိုအပြတ်ရှင်းလိုက်တော့နော်ကြည်ဘူးတဲ့သူဆိုသိပါလိမ့်မယ်အဲ့လိုရှင်းမပြဘူးဆိုရင်နောက်ထပ်အများကြီးတက်လာလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်နောက်တစ်ခုဒုတိယအနေနဲ့ထက်ထက်ဟိုထုံပြောမှတော့ထက်ထက်ထုံပေါ့နော်ဒီကောင်မတ် ဒီအကောင်ကလည်းရွက်ောက်ပွဲလိုတောင်လိုမြောက်လိုလောက်တော့လည်းအပြည့်ရှင်းဆိုပြီးကျွန်တော်ပြောခဲ့တယ်နော်မရှင်းဘူးတော်လိုင်းလက်နက်ကင်တပွဲတည်းစာလေးတောင်ထုတ်ပေါ်မရဘူးကွာရှင်းရင်ပြောတယ်နော်တော်လိုင်းလောက်တာဘာအတွက်လောက်တာလဲလက်နက်ကင်နာဘာအတွက်လဲလက်နက်ကင်ပြီဆိုကြအခုလိုမျိုးမင်းအွန်လိုင်းအတွက်ပူပေါင်းဆောင်ရွက်တဲ့အပြင်ကိုမှုတ်ဘူးနော်ဘောမတဲ့အစင်မဟုတ်တော့ကြော်လွန်သွားပြီးတော့တော်လိုင်းပုံဖြောက်ဝါရဖြန့်နေဆိုတဲ့ဟာကြီးကလုံးဝအောင်မှာနော်စိုးသွားရင်အဲ့တော့တော်လိုင်းလက်နက်ကင်နဲ့ဘာလဲဒီကောင်တွေတဲ့တင်တာရွက်ထုတ်ပြီးတော့ ပြက်ရှင်းကြောင်းတော့မထုတ်ပြန်တော့လားဒီတိုင်းပဲနေတော့မှလာပါတော့ကျွန်တော်စောင့်ကြည့်အောင်မဟုတ်ပြီနော်အဲ့လိုမျိုးမထုတ်ပြန်ရင်တော့နောက်တစ်မင်းကြီးမင်းသားတွေအကုန်တက်မင်းအောင်နဲ့ပူပေါင်းတော်လန်ရေးဟုတ်ပါတဲ့သဘုံတွေပါဒီကောင်တွေလက်ကောင်တွေတိုင်းပြည်အေးချမ်းအောင်လုပ်နေတာပါနော်ဒီတော်လန်ရေးဘာမှမဟုတ်ပါဘူးအေးစေးမရှိပါဘူးလှုပ်ရှားညာသားနေတဲ့တော်လန်ရေးပါလက်ကတော်လန်ရေးပါနော်အဲ့လိုမျိုးကျွန်တော်တို့ဟိုပြောက်ွက်ကိုခုလှုပ်ပြီဆိုတော့ကျွန်တော်တို့ငိန်ခံတော့မှလာအပြတ်မရှင်းဘူးလားနော်ဟုတ်ပြီကျွန်တော်ဒီလောက်ပဲပြောမယ်စောင့်ကြည့်မယ်ဟုတ်ပြီနော်အဲ့လိုတွေမှာဘာမှဒီတိုင်းကြီးငိန်ခံမယ်ဆိုရင်တော်လန်ရေးအဖွဲ့တွေကတော့ထပ်ပြီးတော့တင်ပြရလိမ့်မယ်ဟုတ်ပြီနော်ဒီလောက်ပါပဲ ခေတ္တမိုင်းဒုံဆိုင်မဲ့သူများဆိုတော့ဇလန်းတွဲလေးကဒါကိုနေတို့တို့အမြင့်မြတ်တို့เนาะဒါအေးကြမောင်တို့နေဝင်းတို့ပေါ့ဒါအနုပညာရှင်များများစွာနဲ့ဒါပညာပေးကားလေးရိုက်တယ်ပေါ့เนาะရိုက်ပြီးတော့မြဝတီကနေပြီးတော့မှအာမြဝတီကနေပြီးတော့မှဒါထုံလွင့်နေပေါ့เนาะအဲ့တော့ဒီကောင်လေးကအာဒီဘသူ့ကိုတတ်ပါဘသူ့ကိုဖြတ်ပါဘသူ့ကိုဘာလုပ်ပါညာလုပ်ပါဆိုပြီးတော့ timing ကိုပြောနေတယ် ပြောနေတဲ့အခါမှာဘာဖြစ်လာသလဲဆိုတော့မင်းတို့တော်လိုင်းရေးအဖွဲ့ကိုလူတွေမုန်းတီးလာလိမ့်မယ်ဒီကောင်တွေကထိန်ချောက်တက်ဖြက်လူတက်ဖို့ထိန်ချောက်ဖို့တော့ပဲအဲဒီကောင်တွေအုံနောက်တွေမှာဒီကောင်တွေရဲ့အတွေးတွေမှာဒါပဲရှိတယ်တော်လိုင်းရေးဆိုတာလည်းဘာမှန်းမသိနိုင်ငံရေးဆိုတာလည်းဘာမှန်းမသိဆိုတော့အားလုံးကအမြင်ရဲ့စောင်းမှုကိုခံလာလိမ့်မယ်အဲ့တော့မင်းတို့ထိန်ချောက်တာနဲ့စီးယုံတာနဲ့ဘယ်ဟာပိုအဆင်ပြေနိုင်တယ်လဲဘယ်ဟာပိုကောင်းနိုင်တယ်လဲဆိုတာကိုဒါမင်းတို့ယူဆတတ်ဖို့လိုတယ်သိဖို့လိုတယ်နော် အခုနုမြရှင်တွေကိုပြောတဲ့ဒါကိုလူမင်းတို့မြင်းမြတ်အန်အော်ဒူးအဲကိုနေတိုးတို့မြင်းမြတ်တို့နောက်တစ်ခါကျတော့အေဂျန့်မောင်တို့နေဝင်းတို့ဒါအခုအဲဒါရိုက်ပြီးတဲ့နုရှင်နုပညာရှင်ပေါင်းများစွာနဲ့ရိုက်တယ်ပေါ့နော်ရိုက်တဲ့နေရာမှာဒါမဲရွေးကောက်ပွဲအတွက်ဒါ အခုထုတ်လင်းပြတာတယ်ပေါ့ဗျာမြောက်ဝတီကထုတ်လင်းပြတာတယ်အဲ့ဒီပုံမှာဒါသူအခြေခံပြီးပြောတော့တာဖြစ်တယ်ဒါတော်နိုင်ရေးကိုပုံရိပ်ကြဆင်းအောင်လုပ်တယ်ဗာညာဆိုပြီးတော့ပြောပြီးတော့မှချင်းချောက်တယ်ရပါတယ်အဲ့ဒီလိုချင်းချောက်တာကပို့ပြီးတော့ပုံရိပ်ကြဆင်းတယ်မဟုတ်ဘူးရွှန်ရှားပွဲရာတွေကိုဖြစ်လာတာနော်အနုမြတ်သမားလေးဆိုတာတိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုဘာဖြစ်လို့နားမလဲတာလဲဆိုတာကျွန်တော်လည်းစဉ်းစားလို့မရဘူးအနုမြတ်သမားဆိုတာ LD လက်ထက်မှာလည်းပဲ LD က တိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့အချိန်မှာအဲ့ဒီအစိုးရတရက်ကနေမှဒီတာဝန်ကိုပေးလိုက်ရင်အဲ့ဒီတာဝန်ကိုအဲ့ဒီအမှုပညာရှင်သမားအဲ့ဒီအကောင်လုံးကတာဝန်ထမ်းဆောင်ကြရတယ်အဲ့တော့အမှုပညာသမားတွေလည်းပဲတိုင်းပြည်ရဲ့တာဝန်ကိုထမ်းဆောင်တာဖြစ်တယ် LRD လက်ထက်မှာဆို LRD ခိုင်းတာနဲ့ LRD အစိုးရရဲ့လှုပ်ဆောင်ခိုင်းတာကိုလုပ်ရတယ်လို့ယနေ့ခေတ်ယနေ့ခါလည်းပဲထုံနီး၎င်းပဲယနေ့ခေတ်မှာတမ္မာရဲ့ အဲစေအာနာထိန်တဲ့အောက်မှာလက်ရှိတဲ့ရှိတဲ့အတွက်အဲဒါလက်ရှိအစိုးရကတိုင်းပြည်တော်တာဝန်ထမ်းဆောင်တယ်အဲ့ဒီအစိုးရနဲ့မှာတာဝန်တရက်ခွဲပေးလိုက်တဲ့ခါကျရင်အဲ့ဒီအမှုပညာသမားတွေအကုန်လုံးကလည်းလိုက်ပြီးတော့တိုင်းပြည်တော်တာဝန်ကိုထမ်းဆောင်ပေးရတာရှိတယ်အဲ့တော့ LL လက်ထက်တော့ကျတော့ဒိုအေးတွေဝါအေးတွေလုတ်ခဲ့ပြီးတော့အဲဒီဘက်ကျတော့ဒီအမှုပညာသမားတွေဒါတွေလုတ်နေပါလားဆိုပြီးတော့မင်းတို့ဘတ်ပြောင်းတာလို့ညံပါပြောင်းတာလို့ဆိုဖြစ်လာအမှုပညာသမားဆိုပြည်သူပြောပြဖို့တည်တံ့မဲ့ရှိတယ်တာဝန်ပေးလိုက်ရင်တော့လုံရမယ့်အဖွဲ့အစည်းဖြစ်တယ် ။ဘာကြောင့်လဲဆိုလို့ချင်းနိုင်ငံတန်းမှာရှိနေတဲ့အဖွဲ့အစည်းတရားဖြစ်လို့ပဲเนาะအဲ့တော့အဲဒီအနုပညာသမားတွေမလုံရင်ဘာဖြစ်လဲမလုံရင်ဘယ်အစိုးရအစိုးရဆက်ဆက်ကတော့မလုံလို့ချင်းအနုပညာသမားမလုံမလုံလိုက်လို့ချင်းအနုပညာလှူရှာခွင့်ပိတ်တယ်ဆိုလို့ချင်းခိုင်ငင်ဦးတို့ဒါတမိုင်းကြောင်းတွေရှိပါတယ်။အနုပညာလှူရှာခွင့်ဘာလို့ပိတ်လဲဆိုဇကားရိုက်လို့ချင်းကိုကယုံမတင်မိတော့ဘူးเนาะတချင်းလိုက်ဆိုလို့ချင်းပါမင့်မပေးတော့အဲ့တော့ပါမင့်ပေးဘယ်ကန်ထိုက်တွေဘယ်သူတွေမှကိုကိုခေါ်ပြီးတော့ရိုက်ရင်းပြူရင်းမရှိတော့အဲ့ခါကျတော့ကျဘဝသေတော့တော့မှာပဲ ဲ့ဒါမိမိတို့ရဲ့အကျိုးစီးပွားအဲ့တော့နိုင်ငံရဲ့အကျိုးစီးပွားကိုလည်းလုပ်ရတယ်မိမိရဲ့အကျိုးစီးပွားလည်းလုပ်ရတယ်အဲ့တော့အဲနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့သူတွေကိုအဲမင်းတို့တွေကချိန်ချောက်တယ်အဲချိန်ချောက်တယ်တပ်လိုက်တို့ဘယ်ပြပ်လိုက်တို့ဘာလုပ်လိုက်တို့ညာလိုက်တို့အဲ့ဒီဇကားကခုံကျက်တွေရှိတဲ့ဇကားလားအောက်တန်းအရန်ကြတဲ့ဇကားလားမင်းတို့ပြောတဲ့တော်လန်ကြီးကအထက်တန်းကြနေပြီလားအောက်တန်းကြနေပြီလားချိန်ချောက်နေတာလားတော်လန်ကြီးလားဆိုတဲ့နေမှာမင်းတို့ခွဲကြတတ်ဖို့လိုသွားပြီမင်းတို့က COA စင်းတာမဟုတ်ချိန်ချောက်တာလေးဖြစ်နေတယ် အဲ့တော့တဖြည်းဖြည်းနဲ့ကြာရှုံးကုန်နေမှာမင်းတို့ဒီဟာကိုကြာရှုံးဖို့အတွက်ကိုဒီလိုလူတွေကမင်းတို့ PDF ညီငယ်ညီမငယ်တွေရောတော်လိုင်းဖွဲ့ရလူတွေကိုမြောက်ပင့်ပေးနေတာလို့ဒါကျွန်တော်အနေနဲ့သုံးသပ်တယ်။မြောက်ပင့်ပေးတာနဲ့ထိုးချနေတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရတယ်เนาะ။ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးလူငယ်တွေကဟုန်တို့တက်လိုက်ပါဒီလူတက်လိုက်ပါဟုန်တို့ပြောလိုက်ပါဆိုတာသူတို့တစ်ဖွဲ့လုံးမှာကစဉ်းစားဉာဏ်မရှိအုံနောက်ဉာဏ်မရှိဘဲနဲ့လိုက်တက်ဖြတ်နေပြီးတော့မှ လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းအကြမ်းဖက်အဖွဲ့အစည်းတည်တံ့တာနောက်သမိုင်းတစ်ဆက်လုံးမှာမြင်တွေ့သွားကြလိမ့်မယ်ထင်မြင်သွားကြလိမ့်မယ်မင်းတို့ကတော်လန်တာလည်းမဟုတ်ဘူးပုံကန်တာလည်းမဟုတ်ဘူးအစိုးရတရားကိုမကျင့်တဲ့လို့ထားပြီးတော်လန်ပုံကန်ခြင်းလည်းမဟုတ်ပဲနဲ့အကြမ်းဖက်တည်တံ့အဖွဲ့ဖြစ်ဆိုလို့ရှိရင်မင်းတို့ကယွန်ရှာပွဲရာအဖွဲ့အစည်းအေးလူငယ်လူရည်တွေအကောင်ဖြစ်ကုန်လိမ့်မယ်88မှာအဲ့လိုမျိုးမရှိဘူးယနေ့ချိန်ထိ88ကကြောင်းသားတွေကိုယနေ့ချိန်ထိအားလုံးကပြောနေကြတော့เนาะဒါဒီမိုကရေစီအတွက်လှုပ်ဆောင်ကြတယ်ဆိုပြီးတော့ပြောနေကြတော့ မင်းတို့တမိုင်းကြတော့မှအာ21ကအာအကုန်လုံးကအကျန်းဖက်နဲ့အယုတ်တော်မာတွေနဲ့အဲလူစိုးလူမိုင်းတွေအောက်တန်းစားတွေပါလို့မင်းတို့တမိုင်းတွင် ခံကျင်တာလားတမိုင်းတွင်မခံကျင်တော့ဒီလိုလူငယ်တွေကိုမင်းတို့ဟိုစောစီစီမင်းတို့ကမင်းတို့ပဲဒါရှင်းရနိုင်မယ်နေတာရှင်းရနိုင်မယ်ဆိုတော့တပ်ဖြတ်ဖို့အတွက်ပြောတာမဟုတ်တော့ဒါတွေဒီလိုမျိုးတွေမပြောခိုင်းဖို့အတွက်မင်းတို့တားမြင်ရနိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုတက်ပြောခြင်းအားဖြင့်ပြည်သူလူထုတွေအားလုံးကရောရှာဒီမင်းတို့တော်လိုင်းကိုရောရှာမုန်တီးသွားမယ် နောက်တစ်ခုဉာဏ်ပညာမရှိတဲ့သူတွေလို့သတ်မှတ်သွားလိမ့်မယ်အဲ့တော့အနုပညာရှင်တွေကအဲတိုင်းပြည်တော်ဝန်ထမ်းဆောင်တာဖြစ်တယ်မင်းတို့ LRD လက်ထက်တော့လည်းပဲ LRD လက်ထက်ကခိုင်းစီတဲ့တာဝန်ကိုသူတို့ထမ်းဆောင်ကြတဲ့အကုန်လုံးခါကြတော့ဒီအခုလက်ရှိအစိုးရဆိုလည်းခုလက်ရှိအစိုးရရဲ့အဲဒါတာဝန်ကိုထမ်းဆောင်ပေးတယ်เนาะဒါပြည်သူတွေအသိဉာဏ်ရအောင်ပြည်သူတွေအေးအတွေးခေါ်လေကောင်းအောင်ဒါအစိုးရတိုင်းကတော့အဲသူတို့ရည်ရွယ်ချက်နဲ့သူတို့လှုပ်ဆောင်ကြတာကိုရှိတယ်အဲ့တော့အနုပညာရှင်တွေကလည်းလိုက်လုပ်ပေးရတဲ့ နိုင်ငံဝန်ထမ်းနိုင်ငံရဲ့ပြည်သူနိုင်ငံဝန်ကိုထမ်းမိတဲ့ပုံစံတွေပဲဖြစ်တယ်အဲ့တော့အဲ့ဒါတွေကိုနားလည်တတ်ဖို့လိုတယ်အခုလူ့ကိုတတ်ပါဒီလူ့ကိုတတ်ပါဆိုတာကဒါရွှန်ရှားပွဲရာဖြစ်တယ်လို့လည်းပြောကြမှာလဲတမိုင်းအဲတမိုင်းဆက်ဆက်မှာဒါတမိုင်းဆက်ဆက်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးရင်ဆိုင်ရုံမှာလည်းသူတွေ లై ဘောမှာတက်ပြီးတော့ဟိုလူတက်ပါဒီလူတက်ပါဆိုတာဒါခဲဆက်ဆက်မှာတော့မတွေ့ခဲ့ဘူးပေါ့เนาะအခုဒီဘက်ခဲမှာကဒီလိုကလေးတွေများလာလို့ရှိရင်ပို့ပြီးတော့ဒါမင်းတို့ တော်လန်ရေးဆိုတဲ့ဟာမှာဘောဝတာမှာအကျန်းဖက်ရေးတီးတန့်ပဲအောက်အကျန်းဖက်တဲ့သူတွေပဲဆိုပြီးတော့တနိုင်ငံလုံးရွှေချောင်းမုံတီတောင်မင်းတို့ခံမလားဒီလိုခလေးတွေကိုဒါမျိုးတွေမပြောဖို့အတွက်မင်းတို့တားဆီးမလားဆိုတာပဲကိုပိုင်ကမိန်ကွန်းထုတ်ချင်ပါတယ်အားလုံးကျမ်းပါစေကြောင်းကိုစုမုံကောင်းတောင်းပါတယ်